အားလုံးပဲမင်္ဂလာပါအာဒီနေ့ခန်းစားလေးရတော့ဒီ Cheru Innovative Education ရဲ့2024ခုနှစ်မှာဒီဒီဖြည့်ဆိုအောင်မြင်ခဲ့တဲ့အကြောင်းအကြောင်းအရာတွေကထူးထူးဆိုရတဲ့အကြောင်းအကြောင်းအရာတွေကိုစူးစမ်းပြီးပေါ့မယ်ခန်းစားလေးပဲဖြစ်ပါတယ်ဆိုတော့ဒီခန်းစားမှာအခုထူးထူးဆိုရတဲ့အကြောင်းသားမောင်ကောင်းစီသူကကြတော့အဒီ GD စာမွေးဖြည့်ဆိုခဲ့တဲ့အခါမှာ social study ကို buffer school မှတ်နေရအပြည့်ရခဲ့ပြီးပြီးတော့ RLE နဲ့ အာ math သင်ချာဘောเนาะအဲ့ဒါတွေကိုလည်း practice ကိုရခဲ့ပါတယ်အာပြီးတော့အာ science ကိုလည်းဒီ college ready အမှန်ရခဲ့ပြီးတော့စုစုပေါင်းအမှန်948 math ရခဲ့တယ်ထူးထူးကျောင်းသားပဲဖြစ်ပါတယ်ဆိုတော့အာမောင်ကောင်းစီသူကိုတကယ်လို့ innovative education အနေနဲ့အာထူးထူးစုနှစ်သိန်းချက်အာချီးမြှောက်သွားမှာပဲဖြစ်ပါတယ်ဒါ congratulations ပါเนาะအာ thank you ပါရှင် တော့ဒီသားမကောင်းစီသူနဲ့ပတ်သက်ပြီးတော့အဆရာဝင်းစံကလည်းဒီအမတ်တရစကားလေးပြောပေးပါလားရှင် Congratulations မှာကောင်းစီသူ Thank you ပါဆရာအဲဆရာတင်ပြလိုက်ရတဲ့အချိန်ကနည်းနည်းတူပဲဆိုပေမဲ့ပေါ့နော်အာထူးထူးချွန်ချွန်ကိုဖြေနိုင်တဲ့အတွက်ကြောင့်မို့လို့ဆရာတို့အရင်လဲဝမ်းသာပါတယ်ပြီးအချိန်ကျတော့အထူးသဖြင့် social study လိုမျိုးဘာသာရပ်ကိုထူးထူးချွန်ချွန်နဲ့အာဖြေနိုင်တယ်ဆိုတာနည်းနည်း အာစိတ်ဝင်စားမှုနဲ့နေတဲ့အရေးချင်းမဟုတ်ဘူးเนาะအဲ့တော့ခုဒီကြောက်မှလည်လာခဲ့တယ်လို့မျိုးပဲအတန်းဒီထဲမှာလည်လာခဲ့တယ်လို့မျိုးပဲအာဆက်ပြီးရချိန်ကြတော့စူးစမ်းသွားစီချင်ပါတယ်အာပညာရေးအနေနဲ့ဆိုရင်ဒီအသိပညာတွေမဟုတ်ပဲအတတ်ပညာရောပေါ့အာဒီအသိပညာအတတ်ပညာအောင်စုံလင်အောင်လို့ပြီးတော့အထွေထွေဘုဒ္ဓတရားလည်းပေါ်ကျွေးဝါလာအောင်လို့အာအမြဲတမ်းဆက်ပြီးတော့စူးစမ်းနေပါပေါ့ဟို ခုဒီသူဒီ social study လိုမျိုးဘာသာရက်ထဲကခေါင်းစဉ်လေးလိုမျိုးဆိုရင်ကိုဘွားအတွက်ကအာရေရှည်အသုံးဝင်နိုင်တဲ့အကြောင်းအရာအများကြီးရှိရလေအဲ့တော့ဆက်ပြီးတော့လေ့လာတော့ပါဆက်ပြီးတော့ကြိုးစားတော့ပါအဲ့တော့ဟိုစားစားရရလဲအောင်မြင်ပါစေအဆင်ပြေပါစေလို့ဆရာရဆုတောင်းပေးပါတယ်ဆရာကျေးဇူးပါချာခုလိုဆရာဒါ ကောင်းစီသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောပြရင်တော့မှာဒါဒါကောင်းစီသူကနေပြီးတော့လေတချို့ innovative education နဲ့ပတ်သက်တဲ့အာဒီအမတ်တရားလေးတချို့ပြောနော်အဲ့ဒါလေးလည်းပြန် sharing လုပ်ပေးပြီးတော့အာ junior တွေပြောချင်တဲ့စကားလေးလည်းပြောပြပါအောင်နော်အာအမတ်တရားဆိုလို့ရှိရင်တော့ဆရာမတွေကအဲသဘောကောင်းပြီးတော့ဈေးနှောင်းပါတယ်ပေါ့နော်စတင်တာဆရာဆရာရောပါပဲဆို စားတင်ရစေတဲ့နောက်ပါတဲ့အချိန်ကျတော့တင်ရတာလည်းအရင်တန်တန်ဖြစ်မနေဘဲနဲ့အာနေထွေးရဲ့ခံစားချက်လေးကြရပေါ့။ဒါအဲဆိုပြတော့အမ်ဆရာမတွေကိုလည်းကျေးဇူးတင်ရပေါ့နော်။အအမတ်တရားတွေလည်းအများကြီးရှိခဲ့ပါတယ်။ပြီးတော့တငယ်ချင်းတွေနဲ့လည်းအမတ်တရားတွေရှိခဲ့ပါတယ်ပေါ့နော်။တငယ်ချင်းဆိုလို့ရှိရင်လည်းအအချိန်ကတော့တူပေမဲ့ကျွန်တော်ကလည်းအဲ intro part ဖြစ် introvert ပုံစံဖြစ်နည်းနည်းရောက်တဲ့ဆိုတော့အာတိတ်ပြီးတော့အများကြီးမရင်းနှီးလိုက်ပြီမဲ့အဲတန်းထမ်းမှာ sorry တူတူလိုက်ပြောရင်းနဲ့ discussion တွေတူတူလုပ်ရင်းနဲ့ရင်းနှီးခဲ့ပေါ့နော်ဆိုတော့လည်းအာနည်းနည်းလေးတော့စကားစမြည်ပြောဖြစ်တယ်ပေါ့ဆောင်းဝဲဖြစ်ရာနဲ့ပတ်သက်ပြီးတော့အဲ့တော့အမှလည်းမမိနိုင်တဲ့အမှတ်ကြောပေါ့နော်အမှလည်းရခက်ပါရဲ့ပြီးတော့စာတူတူလုပ်ပေးတဲ့ဆရာ score တို့အမှ engine တို့တို့နဲ့လည်း အမ်မတ်တက်ကြီးရှိခဲ့ပါတော့เนาะအတိကတော့အမ်ဒီအချိန်3လနေအတွင်းမှာ nature ရဲ့အမတ်တရားဆိုတော့အမ်ပေါ်မှာတော့တကယ်တော့မိနိုင်မှာတော့မဟုတ်ပါဘူးကျွန်တော်ပေါ့ပြီးတော့တကယ်ချင်းအမ်အင်ယူအမ်မှာတက်ဖို့ပြင်နေတဲ့လူတွေကိုလည်းပြောချင်တာကဒီအင်ယူအပ်ကိုတော့တကယ် recommend ပေးပါတယ်ပေါ့နော်ဆရာမတွေကတကယ် ရှင်းနာပါတယ်ကျတော့တကယ်음ပြီးပြီးရောတင်ပေးလိုက်တာမျိုးလည်းမဟုတ်ဘဲနဲ့တကယ်ဆေးရောကိုပါ음အားထုတ်ပြီးတော့တင်ပေးကြတာဆိုတော့အဲတကယ်သူတို့ဆရာမတွေလည်းတကယ်အောက်ကိုလို့ရပါတယ်ပေါ့နော်ဒါတင်ဖို့စီစမ်းနေရဆိုလို့ရှိရင်တော့အဲ recommend ပေးရချင်မလို့တင်ဖို့အကြံပေးပါတယ်ပေါ့နော် တော့ခုလိုကြားရတာတချို့အနေနဲ့လည်းအများကြီးဝမ်းသာပါတယ်ဆိုတော့တောင်းဖို့အဲဒီချက်အနေနဲ့လည်းဒီရှေ့ဆက်မယ်ပညာရေးလမ်းကြောင်းပါပေါ့နော်ဆက်စပ်ရအဆင်ပြေပါစေလို့အဲဒီချက်ကလည်းဆုတောင်းပေးပါတယ်ဆိုတော့ congratulations again ပါနော် Uh, thank you. ကျေးဇူးပါ။အဒီနေ့ဒီချိန်မှာအောင်မြင်စွာပြုဆုံးပါပြီ။ဆိုတော့အမ်နောက်ထပ်အခွင့်အရေးပြန်ကြိုကြပါမယ်နော်။ Bye bye.